သူသူ့တော့တကယ်မင်္ဂလာဆောင်နေဆိုသူသူကျဲတကယ်တခုကတကယ်ကျဲပေါ့တကယ်ကျဲပေါ့အခုကတော့ဘာလည်းမသိသေးဘူးဆိုတော့ဟိုလျှော့ပါတာမဟုတ်ပါဘူးဟိုကဘာလည်းမသိတာပါခုရောက်ခဲ့မှဆိုပပဆူဆုံးမယ်သူကြိုက်တဲ့အဟာတွေအကုန်လုံးမှန်မှန်ကြောက်လေဘာမှကြုံမရဘူးတစ်ခါကြလို့စားနေဟိုနေ့ကဂျပန်မှာဆို အဲ့ကားစီကိုစောင့်နေနေဇူးတဲ့သွားဖို့ safari တဲ့သွားအရင်မဲ့ထောင်လိုက်ပြီးတော့သူကသူပြောတာသူပြောတော့ကွက်ဖေးကအင်းအဲ့ဒါပဲလိုက်လို့ရသူကသူကပဲဆွဲခေါ်ပါလားနှစ်ယောက်ထဲမှာဆိုရင်ပပဟုတ်ချစ်ဆုံးတယ်ဆိုသူကပြောတယ်ပထမတော့ဟိုပါဗောခကြီးကဝေးတော့မသွားသေးဘူးပေါ့နော်အခုကျတော့ ဒီသူចောင်းပိတ်တာရောနောက်တစ်ခုကအဲ့လိုပေါ့အလုတ်လဲပါတာပေါ့အလုတ်ကလည်းအဲ့ကြော်ညာလေးတွေကိုရီးယားမှာအဲ့လိုတချို့ဟာတွေညိုက်ပေးဖြစ်တယ်အဲ့ဒါလည်းပါတယ်နောက်ပြီးတော့ဒါတော့ဟိုဘက်ဂျပန်ကြတာနည်းနည်းအလဲလေးလည်းပါပေါ့နော်အဲ့လိုမျိုးလေးသွားပြတာပေါ့အဓိကတော့သူចောင်းပိတ်တုံးလေးလည်းရွေးပြတာပါပါတယ်သူကတော့ဒီပိတ်ဒီပို့ရတယ်ဆိုတော့နော်အမ်အများကြီးတော့မပါဘူးနည်းနည်းပါပါဟုတ်ဟဲ့ဘာလို့ကြောက်တာ ါပေါ့ဟို family life ကိုပဲအများရဲ့အခုဆိုရင်သူတို့လည်းပါဆိုသူတို့လည်းထည့်ပေးပါဟိုနေ့ကဆိုလို့ရှိရင်ရိုက်တယ်ဆိုရင်သူတို့လည်းပါတယ်ဆိုတော့ဟိုအဓိကတော့သူတို့ဆိုလို့ရှိရင် driver တို့ဘာတို့လည်းလိုမျိုးလေးရိုက်ရတာများရဲ့ပေါ့ skin care တွေ treasure နဲ့မိသားစု၄ယောက်စလုံးရိုက်ခိုင်းတာပိုများတာပေါ့နော်အဲအဲသူလည်းသူ့ကိုလည်းသဘောကျတာလည်းပါတာပေါ့သူတယောက်တည်းတသက်တယောက်တည်းရိုက်ရတဲ့အကြောညာတွေလည်းရှိရဲ့လို့ skin care တွေပါလို့ဆိုလို့ရှိရင်သူတယောက်တည်းပဲကိုယ်တည်းတော့မပါဘူးအဲအဲ့လိုမျိုးလေးရိုက်နေရတယ်ဟုတ်သူကသူကအခုရိုက်တာနည်း ူလှုပ်ချင်လာတော့တွေ့ရတယ်။သူ့ဟာသူ dialogue ပြောဆိုပြောရတယ်နော်။သူပဲပို့လှုပ်ချင်တယ်။သူ့မျိုးကြည့်ပြီးတော့သူကကြည့်တယ်ငငယ်လေးကတွေ့နေတော့မစိမ့်တော့သူနည်းနည်းဟို item လှုပ်တာပေါ့။သူကစကားပြောရင်မျက်လုံးတွေပါတယ်အကုန်ပါသွားတာပေါ့။တကူလုံးကိုရီလည်းကိုရောကိုရီရောမလှုပ်တတ်ဘူးလေ။စကားပြောဆိုစကားပဲပြောလိုက်တာ။သူကတော့အကုန်ပါတယ်။အကုန်ပါတယ်။သူပဲပို့လှုပ်ချင်တယ်။ဒါပေမဲ့လည်းဟိုအတင်းရဲ့လိုပဲတွန်းတာတွေတော့ပြုစုမရှိသေးပါဘူး။သူလှုပ်တဲ့အတိုင်းလေးတွေပဲတော့ရှော့လှုပ်လှုပ်တဲ့ရိုက်တာပေါ့အဲ့လိုမျိုး ဒန်ယယ်လို့တွေကသူ့ဗန်ကိုစဉ်းစားပြီးပြောတာဟုတ်တယ်တော်တော်များများကတော့သူ့ဟာသူလည်းပြောတယ်ပြောခိုင်းတဲ့ဟာကိုလည်းသူကအဲ့လိုအတိအကျပြောနိုင်တယ်အဲ့လိုအမှန်တော့မရှိရပါဘူး train train တာပေါ့အဲ့လိုမျိုးကြီးလောက်တာတော့မဟုတ်ပါဘူးသူတို့ကလည်းနောက်ပိုင်းကျတော့ဟိုဒိဋ္ဌိထင်တာပေါ့နော် real family ကိုလူတွေကပို့ပြီးတော့လိုချင်ကြတာပေါ့နော်အဲ့ခါကျတော့ family type ကိုလိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးသူတို့ကလည်း real family ကိုရီးယားဟိုတကယ် ပြင်မာနေတဲ့ပုံစံမျိုးလေးတပေါ့နောက်ပြီးတော့အဲသူတို့တားဖားနှစ်ယောက်ထဲကိုသဘောကျကြတယ်အဲ့မှာတားဖားနှစ်ယောက်နဲ့ရိုက်ပေးပါပေါ့အဲ့လိုမျိုးလေးပါလာပေါ့နော်ဖေးချစ်သမီးပေါ့အဲသူသူတို့တားဖားနှစ်ယောက်တော်တော်လေးတော်တော်လေးအဲ့လိုစိတ်နီးစက်ကြရပေါ့နော်အဲ့မှာအဲ့မှာတားဖားနှစ်ယောက်ဟာလေးနေမိမိသားစုလိုက်လေးရိုက်ဖြစ်တာပေါ့နော်အဖေဘက်ကပါတယ်သမီးလို့သူ့ဘက်ကပါတော်တော်လှုပ်ပေးရမယ်ဆိုပြီးတော့ဟိုဟာကြောက်နေရလေ သူကဟိုလည်းမပါဘူးဆိုတော့ဒါပေမဲ့လွယ်တယ်နော်သူသူကသူဒါစားတယ်ကြောင်းလဲတက်တော့လေရှောက်တယ်အစနစ်ကြကြပဲအရင်ကအရင်တနေကုန်ရှောက်ပြီးွားမှညနေလောက်မှညောင်းတယ်ဆိုအဓိကသူကစားခွင့်နေပြီပဲပို့အဓိကအဲ့ကစားခွင့်များတယ်အဲ့လိုမျိုးတော့သူသူ6နှစ်ရှိပြီလေသူမပို့ဘူးသေးမပို့ဘူးဆိုလို့တခြားယောဂါတွေကိုဗစ်တွေပါတယ်ကြော်သွားမှဥမတေချာပို့ပြတာဆိုပို့မဲ့ပို့တော့ တခါတည်းပို့လိုက်တာပို့လိုက်မယ်ဆိုတော့ Disney Land တွေပါပို့ရတယ်ပေါ့နော်။နည်းနည်းကမစုံလို့တရိုးလည်းခေါ်ရမှာတရိုးလည်းဟိုအခုကနောက်ကျရင်တရိုးပါခေါ်ပြီးသွားမယ်ပေါ့။တော့ငယ်တဲ့ခါကျတော့ဖြစ်တယ်နော်။ငယ်တဲ့ခါကျတော့ तू ကတိတ်မသိဘူးဟုတ်။ဒီတိုင်းပဲအိတ်နေရမှာဆိုတော့သူဗီဒီယိုခေါ်လှန်လှန်တော့ဗီဒီယိုကတော့ပျော်တယ်အဲခလေးဆိုတော့လေသူတို့ပျော်နေတော့လေအဲ့လိုအကုန်မေ့နေရပါမယ်။ ဟိုဟာသူစတတ်တယ်သူဖေနိုင်တိုင်းပဲအဲ့လိုစပြန်စတတ်တယ်ပြန်နောက်တတ်တယ်သူများကမေးလို့ရှိရင်ပြောတဲ့စကားတွေကိုသူကအဲ့လိုဖြတ်ထုံးညံကောင်းတယ်ပြောရမှာပေါ့နော် response ကအရန်ကောင်းတယ်သူကပြောရင်သူကဘာပြန်ပြောရမလဲအဲ့အဲ့လိုမျိုးလေးသူတော်တော်များသိတယ်အဲအဲ့လိုမျိုးတော့ TikTok ကတော့သူမပြောပါဆိုတော့သူ့ဒီ TikTok ပေးတိတ်ပေးမစော်ဘူးပေါ့နော်ပေးမတော်ဘူးဆိုတော့ ဟိုတစ်တော့ကတော့ဘာရိုက်ချင်တယ်ဘာရိုက်ချင်တယ်လို့မရှိဘူးအတိအကျရိုက်တဲ့အခါမှာပဲသူနည်းနည်းပါဝင်ရိုက်တာပေါ့နော်။အော်ဘနာနာအဲအဲအဲ့ဒါအဲ့ဒါဟိုနေ့ကဟိုပါလဲ။ကောက်ကဲ။ဟုတ်တယ်။အမာကြီးအိမ်မှာမာကြီးအိမ်မှာဟိုကဟိုနေ့ကတွားတော့ငါညီမရေစုံတဲ့နေ့ကအဲခိခိကရိုက်မယ်ဆိုတော့အဲ့ဒါရိုက်ကြတာ။သူကတော့မမာကြီးကိုကိုရီးယားငငယ်တော့ကဆိုကြောက်ရတယ်ကြောက်ရတယ်ရှိန်တယ်ကိုရီးကလေးတော့က तू ကမကြောက်ဘူးအဲ့လိုပါတယ်တွားလေဆိုမာကြီးချစ်စရာအကောင်းနေပါညာ။အာ तू तू ကတွားလို့တာ။ အာအကုန်လုံးမသူမကြောက်ဘူးလုံးဝအမာယူချစ်တယ်ဟိုကလည်းသူ့အတွက်ဆိုလို့ရှိရင်အဲ့လိုလေအမေရိကပြန်ပြီးဆိုတော့လည်းဘာဘီရုပ်တွေဆိုလို့ရှိရင်မာကြီးရောက်ဝဲလာမြားအဲ့ရဘောက်ဆိုက်ကြီးဝဲလာအဲ့ဒါနဲ့အဲ့ဒါဝဲပေးပြီးကြတဲ့မဲ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 နဲ့နေရပဲမာကြီးဖမ်းမစ်ဆိုဆိုရင်ဒီကတော့ဘယ်နှစ်ဘယ်နှစ်တော်မတော် day 1ဆိုရင်အရန်ကြက်တဲ့အရန်လမ်းလျှောက်မဲ့နေတဲ့နောက်နေ့ကိုရှော့နောက်နေ့ကစားကွေးအဲ့လိုမျိုးလေးချိန်ရပြီးရင်ကားငှားရတယ်မြင်တယ် ယထာလေးပါစီရလူကြီးတွေဆိုကောင်းတယ်လွယ်မြန်တယ်ဒါပေမဲ့ဘာရောမစီရဘူးဆိုတော့ကားတောက်လျှောက်ငှားထားတယ်အဲ့အဲ့သူတို့တိုးဝလုတ်ပေးတဲ့ဟာတွေကိုကိုယ်ကပြန်စီစဉ်ပေါ့ပြန်တချို့ program တွေဆိုမရောက်ဖြစ်လာဘူးသူတနေရာမှာအရန်ကြာဝါတာတို့သူကလေးနဲ့ကြောက်နောက်ဘက်လိုက်ရတယ်ကိုယ်တွေလည်းခီးအရင်တော့သွားဘူးတယ်ဆိုတော့ဒါလေးတော့အဲ့လိုသူနဲ့ဆိုချိန်ချိန်တတ်တာပေါ့နော်စိုးပါဘူးအဲ့ကြောင့်လည်းသူလည်းမပင်မအောင်နေ့တိုင်းသူ့ကိုကြက်သွားလို့ရှင်နောက်နေ့ကျသူ့ ပြင်မှန်ပါအဲ့လိုမျိုးလည်းမလို့မနက်ဆိုတေချာ A6 စားပြီးမှပြီးတော့မှစထွက်အဲ့လိုမျိုးလေးပေါ့ဟာအခုမွေးနေ့ကိုတော့သင်းတပုတ်ထွက်ဖို့ရှိရဲအမှန်ရှိရဲအဲ့လိုမျိုးဒါမဲ့ဟိုအများကြီးတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့လိုဟာပွဲတွေကတော့ဆိုပြစ်တယ်ပွဲတွေကတော့အဲ့လိုလာငားတဲ့ပွဲတွေအကုန်လုံးဆိုပြစ်တယ်မန္တလေးမှာလည်းဟိုရက်ကသူတို့ရက်ရွှေပါလို့ဒါအဲ့လိုမျိုးဆိုပြစ်တယ် မွေးပြီးကလေးကသတို့မွေးပြီးတော့လေအဲ night entertainment ကလုပ်တဲ့ပွဲကိုပထမဆုံးပြန်ဆိုပြတာပေါ့အဲ့ကြားထဲမှာတော့ဘားတီတော့ပြန်ဆိုပြတယ်အခုကတော့မွေးနေ့မှာတော့တချင်းအစ်တစ်ပုတ်ထွက်မယ်အဲဟိုတချင်းထွက်တာတော့နည်းနည်းကျဲတာပေါ့မှန်အဲကြောက်ဒါနဲ့စိတ်ကအရင်ယူပေါ့လုံတော့လုံမှာပါဟိုမွေးနေ့ရလို့မဟုတ်ဘူးဒီတရားလို့အထိမ့်မက်တွေမှာလောက်ရတာတိတ်မကြိုက်ဘူးကိုယ့်အကူလုံချင်တဲ့အချိန်ကိုစိတ်ပါတဲ့အချိန်လောက်ရအကြိုက်တယ်ဒီနေ့မှာလောက်ရမယ်ဆိုရင်စိတ်ကအဲ့ ဟိုအရန်ဖြီးစီးရဲ့ပေါ့နော်။ तू ကတော့မွေးနေ့လုတ်ပေးမှာ။အဲ तू ကတော့မွေးနေ့တချင်းကို तू ကိုယ်တိုင်ဆိုထားတယ်။ तू ကမွေးနေ့ကသူ့တငယ်ချင်းနေနေပေါ့။ तू ကြောင်းကတငယ်ချင်းနေနေ။အော်ဒီနီးစပ်ပေါ့နော်။နည်းနည်းပါးပါးပေါ့။အဲမွေးနေ့တချင်းကို तू က तू ကိုယ်တိုင်ဆိုထားတယ်။အဲ तू ကိုယ်တိုင်ဒန်ဆာတွေနဲ့ तू ကိုယ်တိုင်အကတိုက်ပြီးတော့ तू ကမယ်။အဲအဲတော့ तू မွေးနေ့အမှတ်တရ तू မွေးနေ့ကနောက်လပေါ့ခုနလပိုင်း14ဆိုအဲ့ဒီကြိုင်မွေးနေ့အမှတ်တရတင်ပေးမယ်ပေါ့နော်။ အဲသူဝါသနာပါတယ်သူ့ရဲ့တချံသူကဒီဒီအရှိမ recording နေပါတယ်လုပ်ပြီးတောက်လျှောက်ကသူလိုက်တာ။သူလိုက်တဲ့အခါကျတော့သူ့အမေကလည်းဒီလိုမျိုး recording မှာအတန်ဖမ်းနေနေမှာချင်းဆိုတယ်သူ့ရဲ့ပထမဆုံး recording ကသူကအရန်အဆင်ပြေတယ်။အဲသူသူဆိုတယ်ဒီသချင်းကိုအိမ်မှာသူကျင့်တယ်ကျင့်ပြီးတော့မှသူဆိုတယ်အဲ့ဟာကိုအကုန်လုံးသူမိုးထက်ကနေပြီးတော့ တချင်းရေးတာရောတီတာရောလုပ်ပေးတာခလေးဆိုတော့တချင်းခက်ခက်ကြီးတော့မဟုတ်ပါဘူးသူရဲ့မွေးနေ့တချင်းလေးပေါ့ happy birthday ဘာညာပေါ့အဲ့လိုမျိုးဟိုတချင်းအခက်ကြီးတော့မဟုတ်ဘူးမိုးထက်ကနေပြီးတော့ရေးပေးတယ်တီးပေးသူမွေးနေ့လက်ဆောင်လုပ်ပေးရမိုးထက်ကအဲအဲပြီးတော့ဟိုပါပေါ့အဲအဲ့လေးကိုဒီဒီကတချင်း MDV ရိုက်မှာပေါ့อืมမခက်ဘူးသူပဲလုပ်ချင်တာရိုက်ခွေးရလွယ်တယ်လွယ်တယ်သူပဲလုပ်ချင်တာကျောင်းညမင်းသားပေါ့၎င်းတော့ဒါနော် သူဟာတောင်ပြောတယ်အဲ့ထွေးရှာနေမှာပဲဥမေခေါ်ထဲတော့ဒါအဖေလိုတယ်လေနော်အဲ့တော့ဝင်ရိုက်ရတော့နှုတ်မဆိုအဖေမစင်ငယ်မသားပြန်အဲ့တော့တဲ့မင်းသမီးတော့မရိုက်ဘူးလေယူတော့ရိုက်မှမရိုက်တာအဲ့တော့ဘယ်သူမှကိုယ်ကိုမမေးဘူးနေပါဘူး ဟုတ်တယ်အခုကြောက်အရင်မေးစင်ကလက်ကသူ့ကိုလေသူ့တယောက်တည်းကိုခွာလိုက်တယ်အဲဟိုအကျော်ညာခွာလိုက်တယ်ဘယ်ကလည်းမသိဘူးဝဲမန်းမသိအာသူ့တယောက်တည်းကိုရိုက်တာဆိုအရင်ကြီးကသူ့တယောက်တည်းကိုရိုက်မလားတဲ့ဖုန်းဆက်တော့အေဂျင်စီကမေးတော့ရိုက်ဖူးလို့မမပါရင်မရိုက်ဘူးဆိုတော့အဲအဲ့ဒါကိုကကတ်ရိုက်လိုက်ရတယ်။အဲအဲ့တော့ကလည်းအဲ့ဒါကိုပါရိုက်ရတဲ့သားနဲ့သူ့တယောက်တည်းပုံတင်သွားအဲ့ဒါလုံးဝမဖြစ်သေးဘူး။သူကတကယ်ချင်းနေဆိုအဲ့ဒါသူတို့ ဘာသွားရင်အဲ့ဒါလေးပြူသွားတယ်သူ့ကိုစကြအခုတော့မဟုတ်တော့ဘူးနော်အိုဝိုင်းဆိုတော့ခလေးနှစ်ယောက်ခလေးနှစ်ယောက်ဖေးဆိုတော့တာဝယ်မယူနိုင်တော့သူတို့ကလားမလေးမဟုတ်စိတ်တွေအောင်ပြူနေပါဒီစားပြပြင်ကြရအောင်။ဟိုဘီ။ဒီစားစပင်းလေးပါဆိုလဲလို့စိုးတယ်။မစိုးဘူးဒီတိုင်းမကောင်း။သူ့ဘာသူဖြူပါသေး။ อนุปัญญาเรียนรู้တော့မဟုတ်ပါဘူးသူဒီဒီ reality type ပါပဲအရင်ပို့လို့ရတာဆိုမလုပ်တော့ဘူးအဲ့ဒါနေ့ကျတော့လည်းလွယ်လေးကိုအတွက်เนาะဒီတိုင်းလေးကိုပဲ story လေးလုပ်ပြီးတော့လုပ်ရတာဆိုတော့တော်ဟိုအရင်တုန်းကတော့တယောက်တည်းတုန်းကကြတော့နည်းနည်းလေးရိုက်ဖို့ခေါ်တာခက်တယ်အဲ့ကနေပြီးတော့မိသားစုဖြစ်သွားတဲ့အခါကျတော့ဟိုသူများတွေကမိသားစုဟို client ကနေပြီးတော့ family real family လိုချင်တာရိုက်ပေးပါဆိုအဲတပိပိဆွဲချိုင်ရိုင်နေနောက်ပိုင်းညာသူလည်းအချင်းဖြစ်သွားရိုက်ပေးတာပေါ့နော်ဟိုတူ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 ရိုက်ဖြစ်သွားတော့လေအဲ့လိုပေါ့ရိုက်ဖြစ်သွားတာပေါ့နော်ခင်ဗျာခဲမဆူပပဆူဆုံးမလားဘာဘာလဲဆူဆုံးတူကြိုက်တဲ့ဟာတွေအကုန်လုံးမှန်မှန်ကြတယ်ဘာမှကြုံမရဘူးတစ်ခါကြလို့စားနေဟိုနေ့ကဂျပန်မှာဆို အဲ့ကားစီကိုစောင့်နေနေစူးရဲသွားဖို့ safari ရဲသွားအရင်မဲ့ထောင်လိုက်ပြီးတော့သူကသူ ပြောတာသူပြောတော့ကောဘေးကအဲ့အဲ့ဒါပဲလိုက်လို့ရသူကသူကပဲဆွဲခေါ်ပါလားနှစ်ယောက်ထဲမှာဆိုရင်ပပဟုတ်ချစ်ဆိုသူကပြောတယ်အဲ့ဒါစကားဆိုတော့ပြ idea ပပရောတဲ့ပြန်မေးလိုက်တယ်အော်အင်းသူတို့ဟာသူတို့ရောဟုတ်နာပဲအဲ့ဒါကြိုလဲမပြောအောင်သူကသူလုတော့လဲတခြားဟာတွေပြောနေနေသူဘုံသူကသူထောင်ပြီးတော့ကြိုက်တယ်အဲ့လိုမျိုးပြောရသူကြိုက်တာအဲ့ကြောင့်ဒီမှာခုနကလေသူကသူပြောနေတာ ူဘလော့လို့ပူပြောခြင်းလားအဲသူတောက်လျှောက်ပြောခြင်းနဲ့သူများရဲ့သူအများကြီးမပြောနဲ့အောင်ကြော်ညာလိုပဲလုပ်ခြင်းအဲအင်တာဗျူးကျသူတိတ်မဖြေတာမဖြေဖြစ်ဘူးလေဟုတ်တယ်အင်တာဗျူးကလည်းဟိုတစ်ခါလေးပွဲတက်မှဘာညာပဲဖြေပြတာများတော်တော်များသူ creation တွေများပါတယ်ဆရာကိုရဲ့ now like ငငယ်လေးကလှုပ်လာလို့တော့မသိပါဘူးသူအခုပို့ပြီးတော့လွယ်လာသူလှုပ်တာဗျသူအဖြစ်လွန်နေသူအခုဖြစ်တယ် ဒီကြောင်းလဲသူစာလုတ်တယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လဲသူ့အမေနဲ့ဒါမျိုးတွေလုတ်တယ်သူအကတာတော့မှာဒန်ဆာတွေကမယ်ဆိုရင်သူဘယ်သူနဲ့ဘယ်သူနဲ့ကချင်တယ်အဲ့လိုမျိုးဟိုကသူကဖြစ်နေပြီဒါဘယ်လိုမျိုးလုတ်ချင်တယ်သူကမှာအမွေးနေ့ပွဲမှာဆိုလို့ရှင်လဲသူကကမှာပွဲလုတ်ပေးပွဲမှာသူကမှာဘာခံဝင်ဝတ်မှာသင်ပြစ်ပါတယ်သူကဘဲလေးသင်ပြစ်တယ်အကြောင်းပြတော့တန်နစ်သင်ပြစ်တယ်သူ့ဖေကတန်နစ်သမားဆိုတော့အဲ့လိုမျိုးလေအဲသူကတန်နစ်သူတော့သူ့သမီးကိုလည်းအဲ့လိုမျိုးလေး ထည့်ပြတာမို့သူတို့ရအဲ့လိုအချိန်ပြည့်နေအောင်ကောင်းပါလားအမေမော်သူသူတော့တကယ်မင်္ဂလာဆောင်နေဆိုသူသူကျဲတကယ်တခုကတကယ်ကျဲပေါ့တကယ်ကျဲပေါ့အခုကတော့ဘာလည်းမသိသေးဘူးဆိုတော့ဝလျှောက်တာမဟုတ်ပါဘူးဟိုကဘာလည်းမသိတာပါမမဆောင်ပြည့်တယ်မိသားစုကိုချစ်ကြတဲ့ပြည်သက်တွေအကုန်လုံးအခုဆိုရင်အာပေါ့ ထရရှာတော့ငါလည်းထရရှာမှုလို့သတို့နဲ့ဆိုလည်းသတို့နဲ့မှုလို့ချစ်ကြပြိတ္တတွေအကုန်လုံးအားလုံးကျေးဇူးများကြီးတင်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်